လူကနဲ့နဂားငယ်လေးတခါတော့ငါမြို့ကိုရိနဲ့ဝင်းရံထားတဲ့တောင်ပေါ်ကျေးရွာလေးတရွာရှိတဲ့ကွယ်အဲ့ဒီကျေးရွာလေးမှာလူကဆိုတဲ့တတိရှိတဲ့ကောင်ကလေးတယောက်လည်းနေထိုင်တာပေါ့သူဟာသူတို့ရွာနေနောက်မှာရှိတဲ့တောင်ပေါ်နဲ့တစ်တော်ရိကြားထဲကိုသွားပြီးတော့စူးစမ်းလည်လာရတာကိုသိတ်ကိုသဘောကျတာပေါ့လူကရဲ့ဖွားဖွားကတော့သူ့ရဲ့စူးစမ်းလည်လာခြင်းစိတ်တွေကိုမတမ်းမြစ်ပေမဲ့လည်း စူးစမ်းလေ့လာမှုတွေကို ပြုလုပ်တဲ့အခါမှာအမြဲတမ်းသတိထားဖို့အတွက်ပြောလို့ရှိတာပေါ့ကွယ်။ဒီနေ့မှာတော့လူကာဟာဒေါ်ရဲတို့စူးစမ်းလေ့လာဖို့သွားရဲနဲ့တောက်ပနေတဲ့ရှေ့ရလေးတွေကို တွေးလိုက်ရတဲ့ကွယ်။လူကာဟာအသိဉာဏ်စိတ်တွေပြင်းပြလာပြီးတော့အဲ့ဒီရှေ့ရလေးတွေအတိုင်းလိုက်သွားတော့တာပေါ့ကွယ်။နောက်ဆုံးမှာတော့ရှေးရလေးတွေရဲ့အဆုံးကို ရောက်ရှိသွားပါတော့တယ်။ သူ့ရဲ့ရှေ့မှာရှိတဲ့ရက်ပင်ရှုံဝင်တွေကိုဖယ်ပြီးတော့ရှောင်းကြည့်လိုက်တဲ့အခါမှာတော့အင်မတန်ကို ထူးဆန်းတဲ့အရာတစ်ခုကိုတွေ့လိုက်ရပါတော့တယ်။လူကာဟာတိတ်ကိုအံ့အားသင့်သွားတော့တာပေါ့။အဲ့ဒီအရာကတော့ကြောက်တုံကြောက်ဆောင်တွေရဲ့အောက်မှာပုန်းနေတဲ့သေးငယ်ပြီးတော့ငွေရောင်ကြီးခွန်တင်တဲ့အတူတောက်ပွားတဲ့အပြာရောင်မျက်လုံးတွေရှိတဲ့ငကားငယ်လေးတစ်ကောင်ပဲဖြစ်ပါတယ်။ အဲ့ဒီငကားငယ်လေးဟာသူ့ရဲ့ပြက်ထဲကနေပြီးတော့မိတော့မီလီယံလေးတွေကိုပို့ထုတ်နေတော့တာပေါ့ကွယ်ကြောင်မန်တွေမှာထိခိုက်ဒဏ်ရာရထားတဲ့နှကားငယ်လေးဟာကြောက်လန့်ပြီးတော့အားနည်းနေပုံပေါ်နေတဲ့ကွယ်တတိရှိတဲ့လူကလေးကတော့နှကားငယ်လေးရဲ့နီးနားကိုတဖြည်းဖြည်းကတ်လာပြီးတော့မကြောက်ပါနဲ့ငါမင်းကိုကူညီရှင်လို့ပါလို့ပြောပြီးသူ့ရဲ့လက်တစ်ဖက်ကိုကမ်းပေးလိုက်တဲ့ကွယ် ။ဒီလိုနဲ့လူကာလေးဟာနဂားငယ်လေးကိုသူ့ရဲ့အိမ်သို့ခေါ်ပြန်လာတော့တာပေါ့။ပြီးတော့နဂားငယ်လေးကို အမ်ဘာလို့လည်းအမည်ပေးလိုက်တဲ့ကွယ်။လူကလေးဟာနဂားငယ်လေးကြမ်းမာလာဖို့အတွက်အကောင်းဆုံးဂရုစိုက်ပေးနေတော့တာပေါ့ဒါပေမဲ့မကြခင်မှာပဲလူကာတို့ရဲ့ရွာလေးမှာကျေလောင်လုံးနဲ့ပြည့်စုံမိုးကြိုးတံတွေကို ကြားလိုက်ရတဲ့ကွယ် လူကလေးဟာအိမ်ပြင်ကိုထွက်လာတဲ့အခါမှာတော့သူတို့ရွာတရွာလုံးအမောင်လူဖုံးလွှမ်းနေတာကိုတွေ့လိုက်ရတော့တာပေါ့ကွယ်အဲ့ဒီနောက်မှာတော့ကြောက်စရာကောင်းတဲ့ငကားကြီးတစ်ကောင်ဟာသူတို့ရွာရဲ့အထက်ကနေပြန်သန်းနေတာကိုတွေ့လိုက်ရတဲ့ကွယ်ငကားကြီးဟာကြဲလောင်စွာမြည်ဟီးပြီးတော့လူကတို့ရွာရဲ့အပေါ်ကနေပြန်သန်းနေတာကြောင့်တစ်ပင်တစ်ခိုင်းတွေလည်းလှုပ်ခတ်နေတော့တာပေါ့ လူကာဟာသူ့အိမ်ရဲ့အပြင်ဘက်သို့ထွက်လာတဲ့အခါမှာတော့မီးလျံမီးထောက်တွေနဲ့ကြောက်စရာကောင်းတဲ့ငကားကြီးဟာကောင်းကင်ကနေပြီးတော့လူကာရဲ့အရှိတို့ဆင်းသက်ပြီးတော့ရက်နေလိုက်ပါတယ်။တတိရှိတဲ့လူကာလေးကတော့သူ့လက်ထဲကငကားငယ်လေးကိုအနယ်ပြုတ်မှဆိုးတဲ့အတွက်ကြောင့်မင်းသူ့အနာကြောင့်မလုပ်ပါနဲ့။သူကငကားငယ်လေးတစ်ကောင်ပဲရှိပါသေးတယ်လို့ဩပြောလိုက်တာပေါ့ကွယ်။ နဂါကြီးဟာ လူကနဲ့နဂါငယ်လေးရဲ့အနီးနားသို့တဖြည်းဖြည်းကပ်လာတဲ့ကွယ်။အဲ့ဒီခါမှာတော့နဂါကြီးရဲ့မျက်ဝန်းထဲမှာမျက်ရည်တွေကျနေတာကို တွေးလိုက်ရတော့တာပေါ့။အဲ့ဒီခါမှာပဲနဂါကြီးဟာဒေါသထက်နေတာမဟုတ်ဘဲနဲ့ပျောက်ဆုံးနေတဲ့သူ့ရဲ့ကလေးငယ်လေးကိုပြန်တွေးလိုက်ရတာကြောင့်ဝမ်းနဲ့ဝမ်းသာဖြစ်ပြီးမျက်ရည်ကျနေတယ်လို့လူကလေးဟာသဘောပေါက်သွားတော့တာပေါ့ကွယ်။ ဲ့ဒီကမှငကားငယ်လေးကိုပွေဖတ်ထားတဲ့လူကာလေးဟာ ရှေ့သို့တလန်းထက်တိုးပြီးတော့ဒီငကားငယ်လေးကမင်းရဲ့ကလေးပဲနဲ့တူပါတယ်။ငါ့ရဲ့သူ့ရဲ့ယောဂတွေကိုတက်တအောင်ကုသပေးခဲ့ရုံပါပဲ။မင်းတို့မိသားစုတွေပြန်လည်တွေ့ဆုံရတဲ့အတွက် သိတ်ကိုဝမ်းသာပါတယ်လို့ပြောလိုက်တဲ့ကွယ်။နဂါကြီးဟာသူ့ရဲ့ကလေးငယ်ကိုခေါ်ပြီးပြန်ထွက်မသွားခင်မှာပဲလူကလေးအတွက်မိတော့လေးတစ်ခုကို မော့ထုတ်ပေးလိုက်ပါတယ် အဲ့ဒီမီးတောင်လေးဟာလူကာရဲ့လက်ထဲကို ရောက်တဲ့အခါမှာတော့တောက်ပတဲ့စိန်တုံးလေးတစ်ခုအဖြစ်တော့ပြောင်းလဲသွားတာပေါ့ကွယ်။အဲ့ဒီနောက်မှာတော့နဂါကြီးနဲ့နဂါငယ်လေးအန်ပါတို့ဟာ လူကာကိုနှုတ်ဆက်ပြီးတော့အဝေးသို့ထွက်ခွာသွားပါတော့တယ်။လူကာလေးဟာနဂါကြီးပေးခဲ့တဲ့စိန်တုံးလေးကိုစုပ်ကန်လိုက်တိုင်းမှာနှွေးထွေးမှုတွေကို ခံစားလိုက်ရတဲ့ကွယ်။ ပုံမြင်လေးရတော့ဒါပါပဲကွယ်။နောက်ရက်တွေမှာလည်းဘလို့ပုံမြင်ကလေးတွေကိုတင်ဆက်ပေးအောင်မလဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပေးပါဦးကွယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။